ရှမရမယ်ချိန်ခံဖြစ်ပါတယ်တရားရှမတဲ့အခါမှာထိုင်ကြီးရိယာပုဂ္ဂိုလ်အစဉ်ပြေအောင်ကြည့်ပြီးတော့ထိုင်မလို့ပါတယ်အမြဲသားများဆိုရင်ဓမ္မလင်ဝေထိုင်အမြဲသမီးများကတော့ဓမ္မလင်ဝေထိုင်လည်းဖြစ်ပါတယ်ဓမ္မလင်ဝေမထိုင်တတ်လို့ကြုံကြုံထိုင်လည်းဖြစ်ပါတယ် အဓိကကတော့ကြာကြာထိုင်နိုင်မဲ့ဣရိယာပုဖြစ်အောင်ပြုတ်ပြင်းပြီးတော့ထိုင်ရမှာဖြစ်ပါတယ်မိမိသတ်မှတ်တဲ့အဋ္ဌထံခြင်းအဋ္ဌထံဆိုတာကတော့ကိုယ်တော်လုပ်ငန်းမှာအတုသဖြင့်တရားရှိမှတ်တဲ့လုပ်ငန်းမှာအဋ္ဌထံလုပ်ငန်းဟာအရေးကြီးပါတယ်မိမိနိုင်သလောက်အဋ္ဌထံပြီးတော့ အဲ့ဒီဒိဋ္ဌိအတွင်းမှာအရိယာပုဂ္ဂိုလ်မပြောင်းမရွှေ့ပဲနဲ့ထိုင်မယ်ဆိုတဲ့အဋ္ဌံလေးခိုင်ခိုင်မာမာဖြစ်အောင်ကြိုးစားပေးနိုင်ရင်စိတ်ကိုအောင်မြင်အောင်ထိတ်ချုပ်နိုင်တဲ့ပုဂ္ဂိုလ်တရားဖြစ်တာပေါ့မရွှေ့ရဘူးလို့တော့မဆိုဘူးမဆိုလို့ပါဘူး တရားရှုမှတ်တဲ့အခါမှာမရှိရဘူးဆိုတော့မူလည်းမရှိပါဘူး။ဒါပေမဲ့လည်းပဲအချိန်လေးကိုသတ်မှတ်ပြီးအဋ္ဌထံပြီးတော့ဒီအချိန်ကလေးအတွင်းမှာမပြောင်းမရွှေ့မလုံမရှားပဲနဲ့ချိန်ကြိုက်တာတော့မှမရွှေ့ဘူး။မလုံရှားဘူးဆိုတော့အဲ့ဒီလိုအဋ္ဌထံလေးနဲ့ထိုင်သွားနိုင်ရင်လုပ်ငန်းပို့ပြီးတော့ အောင်မြင်ပါတယ်။ဘာဖြစ်လို့လဲလို့ဆိုတော့တရားရှုတဲ့လုပ်ငန်းဆိုတာစိတ်ရဲ့အလုပ်စိတ်ကိုအတုံးပြုတဲ့အလုပ်ပါစိတ်ကိုအတုံးပြုနေတဲ့အလုပ်တစ်ခုမှာ ကိုယ်စိတ်ကိုနိုင်နေစိတ်ကိုနိုင်ရင်လုပ်ငန်းတစ်ခုဟာအောင်မြင်ဖို့နှိစက်သွားတာပဲ စိတ်ကိုထိ ंछ ုံနိုင်ရင်ဒီလုပ်ငန်းဟာပို့ပြီးတော့အောင်မြင်တာပဲအဲဒါကြောင့်တရားရှုမှတ်တဲ့နေရာမှာစိတ်ကိုနိုင်မှုလို့ရတယ်စိတ်ကိုထိ ंछ ုံနိုင်ဖို့ဆိုတာအဋိဋ္ဌံလေးတွေလှုပ်ပေးရတယ်ဒီချိန်ဒီချိန်အတွင်းမှာလောကမရှိဘူးဒီချိန်ဒီချိန်အတွင်းမှာအတွေးတွေမဝင်စီရဘူးတွေးမိရင်လည်းတွေးနေတာသိနေရမယ်တွေးမိရင်လည်းတွေးနေတာကိုသိနေရမ မသိပဲတွေးနေတာမရှိစေရဘူးဆိုတဲ့အဲ့ဒီလိုဒိဋ္ဌံလေးတွေကျင့်ကြင်ပြီးတော့လုပ်ပြရတယ်အဒိဋ္ဌံလေးတွေအောင်မြင်သွားရင်စိတ်ကိုနိုင်သွားတာပဲစိတ်ကိုနိုင်ရင်လုပ်ငန်းတစ်ခုလုပ်တဲ့နေရာမှာဝိပဿနာလုပ်တဲ့နေရာမှာအောင်မြင်တာပဲအဲ့ဒါကြောင့်အဒိဋ္ဌံလေးတွေထားပြပါတဏှာကြီးတမှတ်ရင်တဏှာကြီးပေါ့ တဏှာကြီးတတ်နိုင်တဲ့ပုဂ္ဂိုလ်တဏှာကြီးတဏှာကြီးမတတ်နိုင်ရင်တော့လေတတ်နိုင်သလောက်အဋ္ဌာန်လေးတွေထားပြပေါ့ဒီဒိဋ္ဌာန်အတွင်းမှာဘလို့ခက်ခဲပဲဖြစ်ဖြစ်မရှိဘူးချင်ကိုက်ရင်လည်းချင်ကိုက်တယ်လို့သိနေလိုက်မယ်အော်ချင်ကိုက်တယ်တော်ပြီအဲ့ရင်လည်းအဲ့တယ်လို့သိပေးလိုက်မယ်အော်အဲ့တဲ့စကလေးဖြစ်နေတယ်အေးရင်လည်းအေးတယ်လို့သိပေးလိုက်မယ်အော်အေးတဲ့စကလေးဖြစ်နေတယ် နာရင်လည်းနာတယ်လို့သိပေးလိုက်မယ်။အော်နာတဲ့စိတ်ကလေးဖြစ်နေတာပဲ။နာတယ်၊ကျင်တယ်၊ကြိုက်တယ်၊ခဲတယ်။ဒီစိတ်ကလေးဖြစ်နေတာကိုအဲ့ဒီလိုသိပေးဖို့လိုတယ်။အဲ့ဒီလိုသိပေးလိုက်ရင်မိမိတန်တတ်မှာကိုမသိဘဲနဲ့ဖြစ်နေတာဘယ်တခုမှမရှိတော့ရုပ်မိုင်းဆိုင်ရာကလည်းပဲဘယ်နေရာကနာတယ်၊ဘယ်နေရာကကျင်တယ်၊ဘယ်နေရာကကြိုက်တယ် ဘဏ္ဍာကလှုပ်သွားတယ်ဘဏ္ဍာကတော့တရွရွတမောမောဖြစ်နေတယ်ဒါလေးကိုသိနေရမယ်နာမ်ပိုင်းနေနဲ့လည်းသိအသိကလေးတွေကိုသိပြနေရမယ်နာရင်နာတယ်လို့သိတယ်ဩနာတယ်သိတယ်နာမန်သိတယ်အသိကလေးကျင်ရင်ကျင်တယ်လို့သိတယ်ကျင်မှန်သိတယ်အသိကလေးကိုင်ရင်ကိုင်တယ်လို့သိတယ်ကိုင်မှန်သိတယ်အသိကလေးတွေးနေရင်တွေးနေတယ်လို့သိတယ်တွေးမှန်သိတယ်အသိကလေး အချင်းနေတော်မအချင်းနေတယ်လို့သိနေတယ်အချင်းမှသိတဲ့အတိကလေးစိတ်တွေပြန့်လွင့်နေတယ်ပြန့်လွင့်နေတယ်လို့သိတယ်စိတ်တွေညစ်တယ်ညစ်တယ်လို့သိတယ်အဲ့တော့မိမိရဲ့သိရမယ့်အသိဟာခန္ဓာကိုယ်ထဲမှာပဲရှိတယ်တခြားမှာမရှိဘူးခန္ဓာကိုယ်ရဲ့အပြင်ပမှာမရှိဘူးခန္ဓာကိုယ်ထဲမှာပဲရှိတယ်အဲ့တော့မျက်လုံးကလေးမှိတ်ပြီးတော့ ကမ္မထံကိုရှေ့ရှုပရိမုခံတတိယဥပထပိတဝါကမ္မထံကိုရှေ့ရှုကမ္မထံရှေ့ရှုတယ်ဆိုတာဟာခန္ဓာကိုယ်ထဲမှာရှိတဲ့အရှုခံတရားကလေးတွေကိုရုပ်တဘာဝနာမ်တဘာဝတွေကိုသိအောင်ကြိုးစားပေးနေတာကိုပြောတာအဲ့ဒီအတိကံတရားလေးတွေအရှုခံတရားလေးတွေရုပ်တဘောနာမ်တဘောလေးတွေခန္ဓာကိုယ်ရထူချမှုလေးတွေအဲ့ဒါလေးတွေကိုသိပေးအဲ့ဒါလေးတွေကိုသိပေး သိပြီသိနေတယ်ဘယ်လိုသဘာဝလေးပဲပေါ်ပေါ်မသိဘဲနဲ့ဖြစ်သွားတာမျိုးမရှိစေရဘူးသိပြီနေရမယ်ယသဘာဝလေးပေါ်လဲယသဘာဝကိုသိပြီမယ်နန္ဒဘာဝပေါ်လဲနန္ဒဘာဝကိုသိပြီမယ်စိတ်ကိုလည်းတင်းမထားနဲ့စိတ်ကိုတင်းမထားနဲ့ စိတ်ကိုတင်းမထနဲ့စိတ်ကိုလျှော့ထားစိတ်ကိုလျှော့ပြီးတော့ကိုယ်ရှိမှရှိတဲ့ပစ္စည်းကလေးတစ်ခုကိုစိတ်လေထိုင်ကြည့်နေတဲ့လိုမျိုး အကဲခတ်ပြီးတော့ကြည့်ပေးလိုက်ဗာလေးလေဒါလေးကဘလို့တော့နာရာကျင်နာကြိုက်တာခက်တာမပေါ်ရင်လေသိနေတယ်သိနေတယ်အသိကလေးကိုသိပြီးအသိကလေးကိုသိပြီးအသိကလေးအနည်းဆုံးတော့ ခန္ဓာကိုယ်ကိုအသီးလေးကပ်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာပြီးပြီးပြင်းပြင်းနာတာကျင်တာမရှိရင်တော့မှနာသလိုကျင်သလို깟သလိုထုံသလိုတရှင်းရှင်းတပိမ့်ပိမ့်ဖြစ်သလိုတင်းတင်းကြပ်ကြပ်ဖြစ်သလိုအဲ့ဒီလိုလေးတွေခံစားနေရတတ်ပါတယ်ခံစားနေတယ်ဆိုတာဝေဒနာရဲ့သဘောပဲ ဲ့ဒီခံစားနေတဲ့သဘောလေးပေါ်လာရင်လည်းခံစားနေတဲ့သဘောလေးကိုကြည့်ပေးခံစားနေတဲ့သဘောလေးကိုကြည့်ပေးခံစားနေတဲ့သဘောလေးကိုကြည့်ပေးသိနေတဲ့သဘောလေးပေါ်ရင်သိနေတဲ့သဘောလေးကိုသိပေးသိနေတဲ့သဘောလေးကိုသိပေးခံစားနေတဲ့သဘောလေးကိုသိပေးသိနေတဲ့သဘောလေးကိုသိပေးငြိမ်ပြီးတော့အော်ချင်းကလေးကြိုက်တယ်အော်ကြိုက်တယ်ချင်းကြိုက်တာပဲအော်ချင်းကြိုက်လိုက်တာပဲ ကိုက်တယ်တော်ပြီသူ့ကိုဆက်ပြီးအာယုံပြုတ်မနေတော့နဲ့ရှင်ဆိုတဲ့ပညာကြီးပေါ်မှာစိတ်ကရောက်မနေစေနဲ့ရှင်ဆိုတဲ့ပညာပေါ်မှာစိတ်ကရောက်မနေစေနဲ့ဟောနာလိုက်တယ်နာတဲ့သဘောလေးပေါ်တယ်နာရဟာရုပ်တွေဖောက်ပြန်လိုက်တာပဲနာငါတိပေးလိုက်တာပဲရုပ်တွေဖောက်ပြန်သွားတာပဲနာငါတိပေးလိုက်တာပဲ နာရင်နာရလို့သိပြလိုက်တယ်ကျင်ကျင်တယ်လို့သိပြလိုက်တယ်စိတ်ထဲမှာအာရကချင်ကြိုက်တာပဲအာရကရင်ကောင်လေးနားနေတာပဲရင်ကောင်လေးပြန်နေတာပဲဒီလိုတော့မတွေးနဲ့အဲ့ဒီလိုစိတ်ကရောက်မနေစေနဲ့အဲ့ဒီလိုရောက်နေတာနဲ့ပညာပေါ်မှာရောက်နေတာဖြစ်တဲ့အတွက်တတိလည်းမဖြစ်တော့တမာတိလည်းမဖြစ်တော့ ဒါကြောင့်မလို့ခန္ဓာကိုယ်ရဲ့အပြင်ပအရာတွေနဲ့ပတ်သက်လို့ဘာတစ်ခုကိုမှစိတ်ထဲမှာစွဲမထားနဲ့အနန္တမကောင်းဘူးအနတ်လာရာစီကိုအာယုံမပြုတ်နဲ့မိမိစိတ်ထဲမှာဘာစိတ်ဖြစ်တယ်လဲစိတ်ညင်ညွတ်မှုဖြစ်သလားစိတ်ညင်ညွတ်မှုဖြစ်စိတ်ညင်ညွတ်မှုဖြစ်တယ်လို့သိလိုက်စိတ်ဆင်းရဲသလားစိတ်ဆင်းရဲစိတ်ဆင်းရဲနေတယ်လို့သိလိုက် အသိကလေးပေါ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်ပေါ်တယ်ပြောက်တယ်ဖြစ်တယ်ပြက်တယ်အတန်ကလေးကြားနေတယ်ဒီအတန်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သလားအတန်စီကိုအာယုံပြုတ်မနေနဲ့အတန်ကိုအာယုံမပြုတ်နဲ့အတန်ကိုအာယုံမပြုတ်နဲ့အတန်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သလားဒီအတန်ကိုနားထောင်ခြင်းနဲ့စိတ်ဖြစ်သလားနားထောင်ခြင်းနဲ့စိတ်ဖြစ်ရင်တဏှာစိတ်အနှောင့်အယှက်ဖြစ်နေရင်ဒေါသ ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့တဏှာစိတ်ဒေါသစိတ်ကလေးကိုသိပေးလိုက်။အော်ဒီစိတ်ကလေးဖြစ်နေတယ်။ဒီစိတ်ကလေးဖြစ်နေတယ်။အတန်စီကို အာယုံ မရောက်စေနဲ့။အတန်စီကိုအာယုံပြုတ်လိုက်တာနဲ့အတန်ရဲ့ပိုင်ရှင်ဖြစ်တဲ့ပုံကိုစီပါစိတ်ကရောက်သွားတာဖြစ်တဲ့အတွက်ပြဉ္ညာပေါ်စိတ်ရောက်သွားတယ်။အနတ်စီအာယုံရောက်သွားလိုက်တာနဲ့အနတ်စီကိုပဲအနတ်လောက်တဲ့စိတ်ကရက်နေတာမဟုတ်ဘူး။အနတ် လာရာစီတို့စိတ်ကရောက်သွားတာမဟုတ်လို့ပညာစီစိတ်ရောက်သွားတယ်။အဲဒါကြောင့်အတန်စီလည်းစိတ်မရောက်စေနဲ့အနတ်စီလည်းစိတ်မရောက်စေနဲ့။ထိုင်တဲ့အခါမှာအောက်ကဖြာသမီးကြမ်းမြင်မညီမညာဖြစ်နေခလုခလုဖြစ်နေတတ်တယ်။ခလုခလုဖြစ်နေမိမိစိတ်ကလည်းအဲ့ဒီကိုရောက်နေတတ်တယ်။ဒါကြောင့်ထိုင်ပြီးဆိုကြတဲ့ကအောက်ကအခင်းလေးတွေညီညီညာညာဖြစ်နေဖို့လိုတယ်။အခင်းလေးတွေညီညီညာညာဖြစ်နေဖို့လိုတယ်။ အဖို့အထက်ဘာမှမရှိသေးနဲ့တမလင်ဝင်ထိုင်ခြင်းအရိယာပုဂ္ဂိုလ်လည်းပဲခြေတော်ကလေးတွေတစ်ခုနဲ့တစ်ခုဖိပြီးတော့မထိုင်မိအောင်ကြိုးစားထားရင်စိတ်ကအရိစီမရောက်တော့ဘူးပေါ့တစ်ခုပေါ်တစ်ခုဖိပြီးတော့ထိုင်ထားရင်ကြာလာတော့ပူလာတယ်နာလာတယ်ဟောစိတ်ကအရိခြေတော်စီရောက်ခြေတော်စီလည်းစိတ်ရောက်အောင်မဟုတ်ဘူးခြေတော်စရာကပညာ အဲ့ဒီ6ရောင်းမှာဖြစ်ပေါ်နေတဲ့ဘူရေဣဒေနာရဲ့ကျင်နဲ့ကြိုက်တယ်ခဲတယ်အဲ့ဒါလေးကပရမတ်ပညာစီကိုစေမြောက်စေနဲ့ပရမတ်စီကိုစေရောက်ပါစေဒါဝိပဿနာရဲ့အခြေခံသဘောလေးတွေခဏပြောပြပေးနေတာပဲပညာစီစေမြောက်စေနဲ့ပုံမှန်တရားတွေစေမြောက်စေနဲ့ပုဂ္ဂိုလ်တ attva ငါဆိုတဲ့စီကိုစေမြောက်စေနဲ့ပညာစီစေမြောက်စေနဲ့ပုံမှန်တရားတွေစေမြောက်စေနဲ့ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အစွဲ မပါစေနဲ့စိတ်ကိုလျှော့ချတာစိတ်ကိုလျှော့ချတာစိတ်ကိုလျှော့ချတာစိတ်လည်းအင်းနဲ့ကြည်ပြီးတော့ပုဂ္ဂိုလ်ဆက်ငါဆွဲပုံမှန်တရအမြင်တွေပြောက်ပြီးတော့တဘာဝတရားစီကိုညံတက်ရအောင်ကြိုးစားပြီးတော့ကြည်ပေးလိုက်ပါ